လေတန်းလက်ထည်ကြီးကိုလည်းရောက်နေတဲ့ချင်းအော်ဟိတ်နေတဲ့ရော့တဲကိုတော့အချားမင်းစားလို့လက်ထက်ထည့်ပေးလိုက်ပြီလေတန်းရဲ့အမိကဒီလူသားမြောက်ကိုမသေးုံသမဲနှိမ့်ဆက်ခိုင်းထားတာပဲဖြစ်သွားတယ်။တေရန်ကလွှဲရဲ့အသက်မြင့်မြောက်ပဲကြံခဲ့တဲ့အလဲချနှိမ့်ဆက်ထားတာကြီးကိုလည်းတရားလုံးဝမလုံးနိုင်တော့ပဲဒီချိန်ကြီးတောင်းဝန်ထားဖို့ဆုပ်ပြောနေတဲ့ရော့တဲကိုမင်းစားတွေကပဲရိုက်နေရင်ဆက်ပိတ်ပြီးလိုက်ကြပါတယ်အဖမ်းခံထားရခြင်းသူလူသားတွေကိုလေတန်းဆက်ဆက်နဲ့ပုံစံကကြမ်းတမ်းခက်ထန်လုံးနေတာကြောင့်မြင်နေရတဲ့နတ်မြစ်ခင်ကာရှနာကပါ လူသားတွေနဲ့လေတန်းကြားမှာအမုန်းတရားတွေနဲ့ရှိခဲ့လားဆိုတော့တွေးနေမိခဲ့ပါတယ်။နတ်သူငယ်တွေကဝါဝါလည်းလည်းစားရပါမယ်။ကျိုးတုခံထားတဲ့လူသားမြောက်ကစက္ကမလနှစ်ဆက်ခံနေရတယ်ပြီ။ရေတမတော့ရတဲ့အချိန်တွေပဲဖြစ်သွားတယ်။လူသားတွေကိုလည်းစားချင်မဲ့ကြောင့်လင်တန်းစီကခဏခဏကြားနေတဲ့ကော့ကုရွဲကတော့ဒါကြောင့်ပဲလည်းစားချင်နေတာဖြစ်နိုင်တဲ့ကြောင့်နတ်မိခင်ကိုပြောပြလိုက်ပြီ။လင်တန်းရဲ့စိတ်ဓာတ်နဲ့ထူးခြားတဲ့ပုံစံကိုသဘောကျလာတဲ့နတ်မိခင်ကတော့ ထုံးစံတိုင်မောင်မင်းကြီးသားကိုစစ်ဦးရှင်နေခဲ့ပြန်ပါတယ်။အထင်ကလည်းပဲတောတင်ခိုင်းတဲ့ဒုတိယမျိုးဆက်ကပြန်ရောက်လာတာကြောင့်လည်းပဲတုံးတက်လာတာမှန်တယ်မယ်။ဒါကြောင့်အစောကြီးပြန်ရောက်လာလဲဆိုတော့လင်တန်းကူကနားမလည်ပဲဖြစ်သွားခဲ့ပါတယ်။အော်မြမြမဲလိုက်တောတွေကနဆိုးတဲ့အားလုံးကတန်းနိုင်ခဲ့တယ်ဆိုပဲမယ်။တောရဲ့နောက်ဘက်ကိုသွားတဲ့အချိန်မှာသူတို့မျိုးနွယ်စုကိုတတ်ဖြတ်နေတယ်။မင်းစာကြီးတို့ကိုတွေးခဲ့ရတယ်ကြောင့်ခေါင်းဆောင်လင်တန်းကိုပြောပြလိုက်ပါတယ်။နောက်ဘက်ကမျိုးနွယ်စုအစ်စ်ဆိုတော့လင်တန်းမကြားဘူးပဲမယ်။ ရှင်ရလို့ခေါ်တဲ့အဲ့ဒီမျိုးနေဆိုမင်းစားရိတ်ကမင်းစားကြီးမျိုးနေတဖြစ်တဲ့ပြီအမဲလိုက်ဖို့လူစုပွဲစားတဲ့အချိန်မှာလေတော်တော်များများတိုက်ခိုက်ခံခဲ့ရတာပဲဖြစ်သွားတယ်တိုက်ခိုက်ခံရတဲ့မင်းစားတိုင်းမှာရှင်ရမှတ်သားတွေရှိနေတာကြောင့်အဲ့ဒီမင်းစားကြီးတွေတိုက်ခိုက်တယ်လို့ယူဆတော့ကြပြီဒီအကြောင်းတွေကိုကြားလိုက်ရတဲ့ဇေတန်းကတော့ဒီမင်းစားကြီးတွေကိုတိုက်ခိုက်နိုင်ရင်ပိုးသားမာတဲ့တက်တဲ့မျိုးဆက်ကိုဖန်တီးလို့ရမှာဖြစ်တဲ့ကြောင့်တွင်းမိသွားခဲ့ပါတယ်ဒါဆိုလူသားတွေနဲ့တိုက်ခိုက်တဲ့အချိန်မှာလေအင်အားပုံများလာမှာဖြစ်ကြ ဒီစကားကိုကြားလိုက်ရတဲ့ရော့တဲကအယူလို့စီတင်တချနိုင်မယ်ဆိုတရားကောင်းတွေရဲ့လက်ထဲမှာသမျိုးတွေလို့တီမာဖြစ်တဲ့ကြောင့်ဝင်ပြောလိုက်ပါတယ်ဘလို့ပဲတမားတဲ့မစ္စာတွေရှိနေပါစေတရားကောင်းတွေကိုတော့နိုင်မှာမဟုတ်ဘူးတေဂါနီတောက်ကြီးတောက်ကြီးတွေထပြုံးတဲ့တကောင်းတာလေသာသီထားမိသွားတာကြောင့်ရေးဖူလဲပြင်ဒီကနာလေးကိုပါကောင်းကောင်းကြီးနှက်ဆက်ပြီးမှမိတ်ပေးလိုက်ပါတယ်မစ္စာတွေကတော့မစ္စာပဲဖြစ်နေတာကြောင့်ယောက်ျားလေးပါလိနားမလဲပဲအပီတွယ်ပေးလိုက်ကြပါ ဒီတော့လည်းအများကြီးတိုးတက်အများကြီးတိုးွားလာတယ်မင်းစာအုပ်ချင်းနောက်တစ်ဖြစ်မှာကရှဲရမင်းစာကြီးတွေပဲဖြစ်သွားတယ်ရှဲရတဲ့ကိုတိုက်ခိုက်တဲ့မျိုးနေစုကပူတာမာလာမှာဖြစ်တယ်လင်တိုင်းရဲ့ရွေချက်ကတိုက်ခိုက်ရုံတမကဘူးခေါင်းဆောင်ကိုဖမ်းဖို့ဖြစ်တယ်ကြောင့်ကိုယ့်ကိုရွေးတဲ့ကိုပြောပြရင်လက်ရှိသူတို့ရဲ့မျိုးနေစုကြီးကိုလေတင်ခွင့်မျိုးနေစုနာမည်ပေးလိုက်ပါတယ်လင်တန်းပေးတဲ့နာမည်မင်းစာတို့ကသဘောကျတာကြောင့်တင်ခွင့်ဆိုတဲ့နာမည်ကိုတံပြန်ဟစ်တွေးလိုက်ကြောင်းမိမသားပြီးသားတဲ့ကိုယ့်ကိုရွေးကတော့ ရှက်ရမျိုးနယ်စုဆိုတာအခြားမျိုးနယ်စုတွေကအများထက်စီးတက်တာလင်းတန်းတိုက်ခိုက်တဲ့အချိန်နိုင်ပါမလားဆိုတာစိတ်ကိုနေခဲ့ပါတိုက်ခိုက်ရင်တစ်ဖက်ကောင်းဆောင်ကိုဖမ်းဖို့ဆိုတာခက်ခဲမှသိပေမဲ့လင်းတန်းကတော့သူ့လုံနေတာကိုသူသိတဲ့ကြောင့်ပြောပြလိုက်။သူ့မှာလည်းပပခဲတွေခြံသေးတဲ့ကြောင့်ရေဖူလဲကိုကြည့်ရင်အတိတ်ပဲပါပြောပြလိုက်ပါတယ်။နောက်နေ့မနေ့အမြတ်ပိုင်းမှာနေရာကောင်းကောင်းယူထားတဲ့လင်းတန်းတွေရှက်ရမိသားစုရဲ့အိမ်အားကိုစောင့်ကြည့်နေခဲ့ပြီ။ရှက်ရမျိုးနယ်စုဆိုတာကလည်းပုံမှန်မဲစားရတဲ့23စားလောက်ကြည့်တဲ့ကောင်းရင်းနဲ့ဖွဲ့စည်းထားတယ် မျိုးနဲ့စုတစ်ခုပဲဖြစ်သွားတယ်။အကောင်ကြီးနဲ့မနိုင်တာတော့မဟုတ်ပဲ။ရုပ်တဲ့သူစောင့်ကြည့်နေတဲ့မင်းစားပြီကကြောက်တူးတုံနေကြတာကြောင့်ခေါင်းဆောင်ကြီးလာပြီဆိုတော့ရင်းမိလိုက်ပါတယ်။ပုံမှန်ရှက်ရမျိုးနဲ့ဝင်မင်းစားရီးတယ်။သုံးစားလောက်ပူကြီးတဲ့ရှက်ရမျိုးနဲ့စုရဲ့ခေါင်းဆောင်ကြီးကတကယ်ဟီးရိုးမျိုးစားမင်းစားကြီးဖြစ်တယ်ပြီ။ပုံမှန်တင်ပြကိုကြည့်ရုံနဲ့တည်းချိန်လောက်စရက်ဆက်မှုကလွမ်းချုံနေတာပဲဖြစ်သွားတယ်။အကောင်ကြီးကမှန်မှန်ပဲတက်ခိုင်းစွိုင်း900ဆိုတာကသူ့မျိုးနဲ့တရားစင်လောက်ကိုင်းတဲ့ရုံနဲ့တည်းရတဲ့အနေသာဖြစ်တယ်။ အသေးချေချရင်တော့လွယ်စကူတတ်နိုင်မယ့်အနေအထားပဲဖြစ်သွားတယ်။ဒါပေမဲ့လင်ထန်းကအရှင်ဖမ်းချင်တာကြောင့်သင်္ဒရာလွယ်မှာတော့ဟုတ်ပြီ။အကောင်ကြီးမျိုးနဲ့ဖြစ်နေတာကြောင့်တော်ရုံစိတ်ကတိုးမှမဟုတ်တော့ရင်းမိသွားခဲ့ပါတယ်။လက်ရှိလင်ထန်းတုံးနေတဲ့မင်စာစိတ်ကတမန်အရွယ်စားတွေအတွက်လုတ်ဖြစ်ပေမဲ့နွားလောက်ကြီးနဲ့ဒီကောင်းတဲ့အတွက်တော့အတုံးဝင်မှာမဟုတ်ဘူး။အစိတ်ကိုတုံးမရတဲ့အခြေအနေမှာအခြားသူ့ဘူးအတုံးချတော့မှဖြစ်သွားတယ်။ဒါကြောင့်မတူတဲ့ခင်ကဖန်ခံခဲ့ရတယ်ရေးဖို့လေအကျဉ်းချကားတာကိုအမရသွားခဲ့ပြီအဲ့ဒါကိုသာတုံးနိုင်တယ် ရှဲရခေါင်းဆောင်ကလွယ်လေးဖမ်းလို့ရသွားမှတွေးမိသွားတဲ့ဇင်တန်းလေရီးဖူလေးကိုတင်းတင်းကိုမျိုးနေစုစီပြန်လာခဲ့ပါတယ်တေလူမျိုးပါဖြစ်နေတဲ့ရီးဖူလေးကဇင်တန်းမပေးထားတာကြောင့်တေတော့မတည်သေးပဲသူ့ကိုတတ်လိုက်ပါလို့တဖက်ဖက်တောင်းဆိုနေပြန်ပဲတေချင်းနဲ့နာကျင်မှုတွေစချိုးစားတဲ့ဇင်တန်းနဲ့နှွေးထွေးမှုတစ်ခုကသူမခန္ဓာကို ထိတွေ့လာခဲ့ပါတယ်အနှွေးထက်ကိုခံစားမိပြန်ပဲသူတွေးလိုက်ရတဲ့ဇင်တန်းရဲ့ပုံရိပ်နဲ့ခံစားခဲ့ရတဲ့နာကျင်မှုတွေကမှရောထွေးလာတာကြောင့်တယောက်တည်းယူလို့အော်ဟစ်နေတဲ့အချိန် လင်သားကတန်ကျုပ်ကိုဖြုတ်ပေးလိုက်တယ်အပြစ်ဒဏ်ပေးသွားပြီဆိုစကားနဲ့ရေးဘူးလေးကိုပွေးပက်လိုက်ပါတယ်လင်သားစီကရလိုက်တဲ့နှွေးထွေးမှုကြောင့်ရေးဘူးလေးကိုယ်တိုင်တော့မယုံနိုင်ပဲလင်သားကတော့သူပြောခဲ့တာတွေအားလုံးကအမှန်ပဲဖြစ်တဲ့အကြောင်းတွေရှေ့ဆက်ပြီးရေးဘူးလေးယုံကြည်မှုကိုယ်တိုင်တိဆောက်ရမှာဖြစ်တဲ့အကြောင်းပြောပြလိုက်ပါတယ်ရသခင်ကိုယုံမလားသူ့ကိုယုံမလားဆိုတဲ့လင်သားရဲ့မေးခွန်းနောက်မှာသူ့ကိုယုံရင်နာကျင်မှုတွေတစ်ဖြည်းဖြည်းချုပ်ငြိမ်းရမယ်ကြောင့်ပြောရတာကြောင့်ရေးဘူးလေးနဲ့လင်သားကိုတစ်ခေတ်လုံးခုံပြီးတွားခဲ့ပါတယ် နှွေးထွေးချင်တာတဲ့ရင်ထိုင်းရဲ့အပြုတ်မှုတွေကိုကိုယ်တိုင်လွန်ဆန်နိုင်စွမ်းရှိတဲ့ရေးဖို့လဲတယ်။လင်တန်းလက်အောက်ကိုခုံဝင်လိုက်လင်တန်းတော်ကတည်းကအရာရာပေးမယ်ကြောင့်ထုတ်ပြောလိုက်ပါတယ်။ဒေးရှဲကိုစောင့်နေတဲ့ကိုတော်ချောကတော့ရေးဖို့လဲအစွမ်းသုံးတာကိုသူကြည့်ချင်တဲ့ကြောင့်ပြောလာခဲ့ပြီ။နာဖျားလင်းလောင်လုတ်ပြဖို့အမိန်ပေးလိုက်ပါတယ်။ရေးဖို့လဲကိုယ်တိုင်ကမသိတဲ့အစွမ်းတစ်ခုကိုစာအုပ်ထဲကနေတိုင်းလင်တန်းအမိန်ပေးတဲ့အတိုင်းလုတ်ပြလိုက်ပြီ။ပြပြစုံထွက်လာတဲ့ထောင်ချောက်ပုံစံကြောင့်လင်တန်းကိုယ်တိုင်မှာတော်လဲကျင်းသွားခဲ့ပါတယ်။ လင်ထမ်းနဲ့တူတို့လက်လက်သွာလာနေတဲ့ရှိဖို့လေးကိုမြင်လိုက်ရတဲ့အချိန်မှာတော့ကြောတဲ့တည်းလင်ထမ်းကအမြန်တက်ဖြစ်ကိုရမ်းပြောလိုက်ပဲမယ်တုတ်တုတ်တောင်လှုပ်တဲ့ရှိဖို့လေးကသူနဲ့ပူပေါင်းရင်သူ့လက်ရောက်ရောင်းနေပြီဖြစ်တဲ့အတွက်လင်ထမ်းကပြောပြလိုက်ပါတယ်တတော်စင်ခေါင်းဆောင်ရဲ့တမီးမင်းစားတော်ကတိတ်တွင်းတော်ကိုခံရတယ်ဆိုရုံနိုင်စံမရှိပဲရော့တရတဖက်ပငိမ့်ဆန်နေတာတော့သူ့ရှေ့မှာဒူးတော့ခတ်စားနေတဲ့ရေးဘူးလေးပုံစံလင်သားပြောက်ပေးလိုက်ပါတယ်ရေးဘူးလေးပြမင်းစာကောင်းရဲ့တင်းတင်းမှုတုံးဆိုခံလိုက်ရပြီဆိုတာကိုတီးလိုက်ရတဲ့အချိန ရောတရမတင်မချမ်းတင်ဆဲတန်လေတောင်စင်ရင်မြထွက်ပေါ်လာခဲ့ပြီဒုသားတရဲကောင်းတွေကမင်းစားတွေကိုအမျိုးဖြုတ်ပြမှာဖြစ်တဲ့ကြောင့်တွင်တွင်ပြောနေခဲ့ပါတယ်ရေဘူးလဲကတတော်စင်ကောင်းဆောင်ရဲ့သမီးဆိုတော့အမှတ်တကျလိုက်ရတဲ့လင်တန်းကတော့အရေးကြီးတဲ့ရင်တော့ရောတရကိုကျေးဇူးတင်တဲ့ကြောင့်ပြောလိုက်ပြီစုပေးတဲ့အနေနဲ့ရက်နိုင်ငယ်တော့မနှိပ်စက်ပဲထားလိုက်ဖို့သူတပည့်တွေကိုမိန်ပေးလိုက်ပါတယ်အခုတော့ရှဲရမျိုးနွေစုကအမြင့်ဖြတ်ဖို့ကြီးသူနဲ့တူလိုက်ခဲ့ဖို့မိန်ပေးလိုက်ပြီတပည့်ရှဲရမျိုးနွေစုပါလေ တောင်ဘက်မိဆာမျိုးနွယ်တို့တိုက်ခိုက်ဖို့အဆင်သင့်ဖြစ်နေပြီဖြစ်သွားတယ်။တောင်ဘက်မျိုးနွယ်စုကိုတိုက်ခိုက်ရင်သူတို့ရဲ့လက်တငယ်တွေကိုကြုံပြုဖို့တွေးထားပဲမယ်။ရုတ်တဲ့ကြောက်လာတဲ့မိဆာကောင်ကခေါင်းဆောင်ဖြစ်သူကိုတွေးကြတဲ့ကြောင့်ပြောလာခဲ့ပါတယ်။ဝိရုံနဲ့ခြုံသားတဲ့အဲ့ဒီမိဆာကမျိုးနွယ်စုတွေကိုအင်းစစ်ချောင်းလာခဲ့။ခေါင်းဆောင်ရဲ့ hero set ကိုတည်နေတာတတိယမိဆာလို့တော့ထင်လိုက်ပြီမယ်။သူကတမမိဆာပဲဖြစ်တဲ့ကြောင့်ညံ့ညံ့ထက်လက်တာဖြစ်တဲ့ကြောင့်လေကန်ကပြောပြလိုက်ပါတယ်။ ။ဘာမတီပြောတဲ့သူ့အတူတင်ခွဲမျိုးနဲ့စုကမေဆာကောင်းဆောင်ဖြစ်တဲ့ကြောင့်မေဆာလိုက်တဲ့လင်တန်းကမေဆီရှေ့ကရှယ်ယာကောင်းဆောင်ကိုလာဖမ်းတာဖြစ်တဲ့ကြောင့်တင်းစံတစ်ခုပေးမယ်ကြောင့်အေးဆေးပဲပြောပြလိုက်ပါလေ။သူ့ကိုနာခိုင်းရင်ကမခိုင်းရင်ဒီမှာတည်လိုက်ဖို့ပြောလာတဲ့လင်တန်းကိုကြည့်။နတ်တဲ့မျိုးနဲ့စုကိုတိုက်ခိုက်ခဲ့တာဒီကောင်မဲဆိုတာတိလိုက်ကြ။ဘာကောင်ကြီးနဲ့မကြောက်တဲ့လင်တန်းကတော့သူ့ရှေ့ကဘလို့လောက်မေဆာကြီးကိုတော့အေးဆေးလိုက်ခဲ့စိန်ခေါ်လိုက်ပါလေ။ကောင်တဲ့တော့ជីជីချစ်တဲ့ပြောနေတဲ့ကောင်လေးကိုကြည့်မနေချင်တော့ရှယ်ယာခေါင်းဆောင်ကလင်တန်းကိုလက်တစ်ဖက်ထဲနဲ့ဆုပ်ကင်တယ် ူသားလင်ထန်းကိုဒီနားမှာတက်လိုက်တယ်။သူ့ငယ်တယောက်လူသားတွေမှာသူ့ပဲဖြစ်မလာနိုင်ဘူးလားလို့ပြန်မေးလိုက်ပါတယ်။ကိုယ်နဲ့မြေထက်တိလာပဲကိုယ့်ကိုစော်ကားနေတဲ့ကောင်ကအမြန်တက်လိုက်ဖို့အချားမင်းစာတွေကမှစော်ဩနေခဲ့ပြီ။အချိန်ကြီးအေးဆေးဖြစ်နေတဲ့လင်ထန်းကတော့အရှင်ဖမ်းမှုတာမဟုတ်ရင်ဒါတော့လေကိုခံနေမှာမဟုတ်တဲ့ကြောင့်ပြောရင်အစားကောင်းဆောင်တဲ့ထဲကလှလပပရုံထက်ပြလိုက်ပါတယ်။တစက်တန်းသူ့ကိုဖမ်းထားတဲ့လက်တစ်ဖက်ကိုဖျက်ပစ်လိုက်တာကြောင့်ကောင်းဆောင်ထိလာသွားတဲ့ချိုးတင်ကြံစီထားတဲ့လင်ထန်းကဆက်လာခဲ့ဖို့အမိန်ပေးလိုက်ပါတယ်။ရုပ်တဲ့နားမှာပေါ်လာတဲ့မစ္စာတွေကြောင့် အကောင့်ကြီးမျိုးနွယ်တွေတော့ခုခံချင်မရလိုက်ဘူး။ဒီဘီဝါကိုကြိုတင်ချထားခဲ့တဲ့ဇေတန်းကခြေတံသက်စွမ်းရည်ကိုတုံးပြခဲ့တာပဲဖြစ်ပါတယ်။ဆဲရမျိုးနွယ်စုစီစောင့်ဝင်လာတဲ့ကသူတယောက်တည်းလာတာမဟုတ်ပဲမျိုးနွယ်စုတစ်ခုလုံးကိုခြေရဖက်ခေါ်လာခဲ့တာဖြစ်တာ။ရုပ်တဲ့ပြန်ပေါ်လိုက်တဲ့အချိန်မှာတော့တရင်ထားမိတဲ့ရန်သူတွေကငိုင်းပြီးတွားခဲ့တာပဲဖြစ်ပါတယ်။အလင်းနဲ့တက်ခတ်ခံလိုက်ရတာကြောင့်ကြီးပါတယ်ဆိုရှဲရခေါင်းဆောင်ကိုတိုင်းကဘာမှမလုပ်နိုင်တော့ဘူး။ညီနိုင်ချင်းတို့ဟန်ဆောင်ကြီးတောက်တက်လာခဲ့တဲ့လင်တန်းရဲ့လက်ကွက်မှာကြွားတယ်ဆိုထွက်ပြေးဖို့ကိုပဲရွေးချယ်လိုက်ရပါတယ် အရေးစားချက်သူထွက်ပြင်းဘသူမှတားနိုင်မှာမဟုတ်ပါနဲ့အကောင့်ကြည့်ပြီးအုံနောက်ရှိတဲ့တကောင်းသားကသူမပြေးနေတဲ့တောင်းအရသာသွားကိုလုံနေတာကြောင့်ကြိုးစင်စင်ထားတဲ့လက်တန်းကြပဲရေးဘူးလေနှစ်ဖြားလင်းထောင်ချောင်းနဲ့ထုံအောင်လိုက်ပါတယ်ရိုးလေးမလေးတဲ့မွေးထုတ်ပေးပါတယ်ဆိုပြီးခေါင်းစဉ်တတ်ထားတဲ့လက်တန်းကဘာကိုမှခူးဆက်မနေပဲစကမ်းပြရောက်တဲ့အချိန်မှာရှယ်ယာခေါင်းဆောင်ကြီးကပြတ်နေနေလိုက်ပါတယ်ဒေဇာလုံးစားရှိသေးတဲ့လက်တန်းပြအချားမိတ်စာတွေကိုကြည့်ဆက်ဖို့ပို့ဖို့ရေးဖို့တောင်းပေးလိုက်ပါတယ် တခြားသောသူနာကနဲ့ကြီးဖူလဲဖို့ကောဘွေရက်လက်ထက်အထားခဲ့လိုက်ပြီနမိတ်ချင်းကြီးကိုတော့သူ့ရဲ့အဝတ်ကိုလဲပေးဖို့နဲ့မိတ်ဆက်ချက်ကိုတွားတွေ့ဖို့ရှိတယ်ထောက်ရလိုက်ပါတယ်အရင်ရင်းပါတဲ့မိတ်ဆက်ချက်ကိုတွားတွေ့မရင်တိုင်းအစီအစဉ်ကလက်ရှိအင်အားနဲ့ဆိုလူသားတွေကောင်းတွေကိုရင်ဆိုင်နိုင်တဲ့ဆိုပမယ်တရောစနေနဲ့ရှင်အသားလေးနိုင်ခံရမှာဖြစ်သွားတယ်။မင်းဆောင်မျိုးတွေတွဲကောင်းမွေးထုတ်ဖို့ဆိုတာကလည်းအချိန်ကလူတွေသေးတဲ့အချိန်လေးမှာတရောစနေကိုထိန်းထားနိုင်မှုကြီး။ဇင်သားပူပေါင်းမဲ့သူကခဲရံငကားပြင်းတော့ဖြစ်သွားတယ်။အဲလယ်မှာရှိတဲ့ငကားကျိုးဆွဲကအလွယ်တကူသွားဖို့မလွယ်ပဲ စီစဉ်ရှိတဲ့တင်တန်းကတားဟောက်သေးတွေနဲ့ငကားဆာလာချီတဲ့နောက်လိုက်သွားမှာဖြစ်သွားတယ်။တွင်းလိုက်ရသွားတာလည်းတပြိုင်တည်း။လင်ကားစီစဉ်ထားတဲ့အစာကငကားတောင်မှလာချီသွားတာတဲ့။ငကားချုံးစီလမ်းစင်းကိုအမြန်ချုံးဖို့နဲ့ရောက်လာခဲ့ပြီ။ငကားတွေစားရှာတဲ့ဆိုတာကသူတို့စားဖို့တော့မဟုတ်ပဲ။အတိုင်တည်းကပြန်မတွက်ပဲဖြစ်သွားတယ်။အားကြောင့်မခိုးကလိုက်လာတဲ့လင်တန်းတဲ့။ငကားတိုက်တဲ့ကိုတန်တန်မမရောက်လာခဲ့ပြီ။ရရောက်ချင်းငကားပြင်မကိုရှာဖို့တွင်းနေပေမဲ့လင်တန်းကိုမှတ်မိတဲ့ငကားပြင်မက အလေးမျိုးကိုတိုက်ခိုက်ခဲ့တဲ့မေဆာခေါင်းဆောင်ကတန်းသိနေခဲ့ပါတယ်။ဘာကြောင့်မဖြစ်သူ့နေမြေတဲကိုခိုးဝင်လာတယ်။တေချာဘောစားပြစ်မှာဖြစ်တယ်လို့ပြောလာတာကြောင့်ကိုယ်တိုင်လာစားခံသူဖြစ်နေဇေတန်းလေ။အများဟန်တားလိုက်တယ်။သူဒီလိုရောက်လာတာကဘုလာဆွေးနေတာဖြစ်တယ်ကြောင့်ပြောပြလိုက်ပါတယ်။စန္ဒပူပေါင်းကိုရောက်လာတဲ့မေဆာလေးတကောင်ကြောင့်လက်ကားပြင်မှာလည်းအောင်းသွားခဲ့ပါမယ်။မက်ဆေ့ချ်ကဇေတန်းကသူ့ကိုကူညီဖူးတဲ့သူဖြစ်နေတာ။ဘလို့ပူပေါင်းမလဲဆိုတာပြောချင်းအခွင့်အရေးပေးလိုက်ပါတယ်။လင်တန်းရဲ့အကြောင်းပြချက်ကိုသူသာကျင်းနိုင်ရင်လင်တန်းကိုမစားတော့ပဲခွင့်ရပေးမယ်ကြောင့်ပြောလာတာကြောင့် စင်ဆွဲလို့မရဘူးဆိုတော့တင့်တယ်လင်တတ်တယ်။ဒါတတော်စမတ်ကိုလက်စားချင်တာမလားလို့လိုရင်းတို့ချင်းမေးချလိုက်ပါလေ။မင်းစားတယ်နဲ့သာပူပေါင်းနောက်ဆုံးတက်ခိုင်းမှုတုံးကလည်းနိုးတစ်ပတ်အကျိုးရှိနိုင်တဲ့ကြောင့်လင်တန်းကဆက်ပြောလာတာကြောင့်လင်ကြတဲ့မင်းစားတကောင်ကဒါတတော်စမတ်တက်ခိုင်းမှုစဉ်းစားထားတဲ့အကြောင်းကိုသူစိတ်ဝင်စားတဲ့အကြောင်းပြန်ပြောလိုက်ပါ။ကိုယ်တိုင်လည်းဒါတတော်စမတ်ကိုမကြည့်တာကြောင့်လင်တန်းကိုလမ်းဖက်ပေးလိုက်ပြီ။လင်တန်းလိုချင်တဲ့ပူပေါင်းမှုဆိုတဲ့မျိုးကငကားဆက်တောင်းနေနောက်ဆက်ပေးရုံပဲဖြစ်ပါတယ်။အားရရဲ့တောင်းကဒါပဲဆိုပါမယ်။ဒါတတော်စမတ်လို့လူကိုလင်းနေမှုဆိုတာက အားနေတဲ့မင်းစာအုပ်နဲ့ဘာမှလုံးနေမှာမဟုတ်ဘူးဒါကိုတိတိကျကျဖြစ်တဲ့ဇေနန်းကဒါဆိုလို့စမကောင်းရှင်းဆိုင်မယ်စာသူမရဲ့နှလုံးသားတနည်းအားဖြင့်သူမရဲ့စိတ်ကိုဖြည့်ဆည်းဖို့ချန်စီထားတာပဲဖြစ်သွားတယ်လေတိုင်းအစီအစဉ်ကိုသဘောကျတာနဲ့ငကားပြင်မှာကတော့နိုးတဲ့ဘက်အချဆုံးများမဲ့ဒီနေတိုင်းကိုသဘောတူလိုက်ပြီဘာမှမဟုတ်တဲ့မင်းစာတွေတက်မှာလေတိုင်းလုံးညံကောင်းတဲ့ကောင်းလေးရှိနေမယ်လို့မထင်ထားပဲကြည်လီကြိုက်ဖြစ်တဲ့အကြောင်းဒေတိုကြီးဖလစ်လိုက်ပါတယ်ဒါကြောင့်မဆုစုပေးတဲ့အကြောင်းတော်ဝက်ပြောလိုက်ပြီဘာကိုဆိုလို့လဲသိနေလေတန်းကတော့ တောင်ကျောင်းနဲ့စောကြီးလုံးတဲ့ဒုက္ခမသိပဲမျိုးပေါင်းရာတိကြောင့်ဒကာမတွေကအတော်လေးထရခက်တဲ့ကြောင့်စိတ်တွေကတွေးနေမိခဲ့ပါတယ်။ဒါမှမဟုတ်ငကားနဲ့မဆာဆိုတာကလူသားတွေမှာတော့အွယ်စားကွာခြားလုံးနေတာကြောင့်လေလာကြောင့်ချမ်းသာရရသွားခဲ့သူပေးခြင်းတဆုကိုတော့နောက်မှပေးမယ်ကြောင့်ပြောနေလက်တော့အခြားဆုတစ်ခုကိုလင်ထန်းနဲ့ထည့်ပေးလိုက်ပါတယ်။တပတ်မဆာမျိုးနဲ့စထမ်းမှာတော့တကိုယ်တည်းနဲ့ဆက်ခံနေရတဲ့ရော့တဲ့တဲ့လူသားတဲကောင်းတွေကဘာလို့လမ်းကလေးဆိုတော့စဉ်းစားနေခဲ့ဒီမှာဆက်နေမကြခင်တည်တော့မယ်ကြီးကိုတွေးနေမိခဲ့ပါတယ် ထွက်ပြေးမှုတွေးကြည့်လို့မယ်အချိန်လေးကထင်သာဒရက်ကွန်မတီပဲမင်းစားတွေကများလုံးနဲ့ပြီအရက်ပုတ်တဲ့မင်းစားတွေကိုအခွင့်ကောင်းယူအနည်းပိုင်းကိုထွက်ပြေးဖို့ကြံစည်ကြည့်ရင်ကရုတ်တရက်ပြန်တန်းလာတဲ့ငကားတောင်တွေးလိုက်ရပါတယ်အတီကြီးပေါ်လာတဲ့ငကားတောင်ကြောင့်ရော့တဲ့အပောင်းမျိုးနွယ်စုတစ်ခုလိုလှလိုရှားရှားတွေဖြစ်ကုန်ကြပြီဒါကြောင့်ငကားပေါ်လာမှမသိဘူးသူတို့ကိုသတိထားမလိုက်တဲ့ငကားမိခင်ကငကားပေါ်မှာလူကြောက်ရှိနေတဲ့အကြောင်းသတိပေးလိုက်ပါတယ်မြေပြင်ပေါ်ကိုရောက်လာတဲ့အချိန်ငကားပေါ်ကဆင်းလာတဲ့လူကလေတန်းဆိုတာတိလိုက်ကြတယ်ငကားတောင်ကအင်မီတရီဆန်ဆက်ဆက်နဲ့လေတန်းကြောင့် မြို့နယ်စုတစ်ခုလုံးနဲ့သူတို့ခေါင်းဆောင်တဲ့ဂယုံစုံဖြစ်ကုန်ကြပါတယ်။ဒီမြင်ကွင်းကိုမြန်လိုက်ရတဲ့ရော့တဲကတော့လင်တန်းကတာနာမေဆာရဲ့ဟုတ်ရဲ့လားဆိုတာတွေးနေခဲ့ပြီ။တင်းကမှတ်တာအချင်းမရောက်မလာဘူး။အချင်းတွေကပိုဆိုးလာနေတာကြောင့်လူသားတွေအများလာကယ်ဖို့ကိုဆူတောင်းနေမိခဲ့ပါ။တပတ်တင်းမျိုးတွေရဲ့ကဲဝါမှာတော့တော်ဝင်တက်တွေနေတာဒါသတော်စင်မှာကေဆေရီတဲ့အစီအစဉ်တွေအများဆုံးဆောက်ဖို့မိတ်ပင်းနေပြီဖြစ်ကြ။တပတ်မှာလည်းလင်တန်းကြောင့်မေဆာတက်တဲ့မျိုးဆက်ကိုပွင့်မိကြမှာဖြစ်ကြ။လက်ရှိတက်ခတ်မှုတွေအားလုံးပြီးနောက်တလာတဲ့နှစ်ဆုံးတက်တော်တဲ့အစီအစဉ်တွေ ရေခမ်းကြီးဖူလိုက်တယ်။ကောဘွေရေတို့မှာအဆင့်တွေတက်လာမှာဖြစ်တဲ့အကြောင်းစနစ်ကတည်ပြီးလာခဲ့ပါတယ်။ရွေးချယ်မှုလည်းအဆင့်တွေနဲ့အမတ်တွေတတ်မှတ်ပြီးတဲ့နောက်လင်တန်းကအချိန်တလောက်ကိုကျော်ပြစ်လိုက်တာကြောင့်သက်ဆိုင်ရာအမတ်တွေနဲ့ဆူလက်တွေကိုရက်ခန့်ရလိုက်ပါတယ်။